ရွေးရည်နဲ့ဆိုဗီယက်သင်းတို့မင်္ဂလာဦးစွန်ကျေးဝဲမှာတားပြည့်သူနဲ့ပတ်သက်ပြီးဆိုဗီယက်သင်းကိုစကားတခွန်ပြောလိုက်တဲ့ဟင်ဝီယန်မီဆိုဗီယက်သင်းနဲ့ဟင်ဝီယန်တို့ရဲ့မင်္ဂလာဦးစွန်ကျေးဝဲမှာဟင်ဝီယန်နဲ့ပတ်သက်ပြီးတော့မတင်မတဲ့စကားတခွန်ပြောလိုက်တာကဟင်ဝီယန်မီဒေါ်ဆန်ဆန်ဝဲမှာဒီဝဲလေးကိုမော်ဘီမျိုးနဲ့တဲပြူတော့ဓမိုင်းအတာမှာကျင်းပခဲ့တာဖြစ်ပြီးတော့နဗံမီမှာဆွေမျိုးတိုင်းဝိုင်းတွေရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ပဲအေးကြံကြက်တည်းရဲ့မင်္ဂလာပြည့်နဲ့ပြုလုပ်ခဲ့တာတွေ့ရပါတယ် ဒီဝဲမှာသူတို့သမီးလေးစွေးသင်ဝစ်စင်ထားတဲ့ဖက်ရှင်သူရဲ့လားဟိဝင်ရဲ့တို့မိသားစုကချစ်ခင်စွာဆင်မြန်းပေးထားတဲ့တံမိုးကြီးရင်နာရဲ့အကြောင်းကတော့လူပြောများနေပြီးသားပါ။ဒါပေမဲ့ဒီလိုအားလုံးကပီတိတွေဖြစ်နေချင်းသူတို့သမီးလေးကလည်းစက်တွေရှိစွာလာနေချင်းမှာမချင်မတဲ့စကားတခုကိုပြောလိုက်သူကတော့သူတို့သားဟိဝင်ရဲ့မိမေဒေါ်ဆန်ဆန်ဝင်းပါပဲ။ဒေါ်ဆန်ဆန်ဝင်းကမိယာရင်နဲ့တွေ့ဆုံချင်းမှာသူမကတားဖြစ်သူဟိဝင်ရန်အတွက်ဝမ်းနည်းမိရလို့ဆိုလိုက်တာပါ။ဖွဲ့တက်လာသူတွေရင်ပရိသတ်တွေတောင်မှတစ်ချက်အံဟောသွားပါရဲ့။ ။ဒါပေမဲ့တောင်မကောင်းတဲ့သဘောနဲ့ဝမ်းနေတာချွေးမကိုသဘောမတူလို့ဝမ်းနေတာမျိုးလုံးဝမဟုတ်ပါဘူး။ဒါကဝမ်းတာဝမ်းနေဖြစ်ရတဲ့ခံစားချက်ပါလို့သူမကချက်ချင်းရှင်းပြပါရယ်ကိုရဲ့ချစ်ဆုံးတိုင်းနာလေးကိုစုပ်ပြေးတစင်လို့လိမ့်မရင်ချိပြီးဥဆောင်မှုပေးနိုင်မဲ့ချွေးမကောင်းလေးလက်ထက်ကိုလွှဲအပ်လိုက်ရလို့ဖြစ်ပေါ်လာတဲ့မိခင်တယောက်ရဲ့နှမျောစိတ်ပီတိစိတ်ပါဒေါ်ဆဆဝင်းရသူ့ရဲ့ခံစားချက်ကိုဒီလိုဆက်ပြီးရရှင်းပြပါရယ်သူမမှာသာသမီလေးရောက်ရှိရတဲ့အခုဟင်းဝင်ရရဲ့အလေကတတိယမြောက်မင်္ဂလာဝဲဖြစ်ပါရယ် ဒါပေမဲ့ဒီတရားမြမင်္ဂလာဝင်းဟာသူမအတွက်ဝမ်းနည်းအောင်ပွဲပါပဲတယ်။ဘာလို့လဲဆိုတော့ဟင်းဝင်းဟာသားသမီးလေးယောက်တည်းမှာလိမ္မာဆုံးသားလေးဖြစ်နေလို့ပါပဲ။သူသားလေးဟင်းဝင်းဟာမွေးဖွားလာတဲ့ကထူးခြားနမိတ်နဲ့လက္ခဏာတွေနဲ့ထူးထူးခြားခြားမွေးဖွားလာခဲ့သူဖြစ်ကြောင်းသားလေးကလိမ္မာဆုံးဖြစ်တယ်လို့သူမနဲ့အမြဲတမ်းအတူရှိနေပေးတဲ့သားလေးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အခုလိုအမြဲတမ်းနားမှာရှိနေတဲ့အလိုလိုက်ရတဲ့အလိမ္မာဆုံးသားလေးကအခုတော့ချိန်မာလေးစုပြည့်တစင်ရဲ့ခင်မောဖြစ်သွားပြီ။ ချင်းမလေးကလေးမရင်ကျေလို့စိတ်ချပေမဲ့မိခင်တယောက်အနေနဲ့ကတော့ကိုရင်ဝေးကနေခွဲပေးလိုက်ရလို့နှမျောမိရလို့ရှင်ဖွင့်လိုက်တာပါတကယ်တော့ဒီစကားဆွေပြည့်သစဉ်အတွက်ကောင်းဆုံးသောချီးကျူးစကားပါပဲငါရဲ့လေးမဆုံးနှမျောဆုံးသားလေးကိုမင်းလက်ထဲထည့်လိုက်ပြီဒါကြောင့်သူ့ကိုကောင်းကောင်းဆောက်ရှောက်ပါဆိုတဲ့အဓိပ္ပာယ်လေးတယောက်နေပါတယ်ဒေါ်ဆက်ဆက်ဝင်းကတော့ဘာပဲဖြစ်ဖြစ်သားလေးကအပြည့်ကင်းကလိမ်မာတဲ့သားလေးမလို့ပြဘွားလုံးပျော်ရွှင်ချမ်းမြေ့ဖို့နဲ့သားတယောက်သမီးတယောက်မြင်မြန်ယူဖို့ကိုလည်းဆူတောင်းပေးနေကြအောင်ပြောကြားသွားခဲ့ပါတယ် ပရိသတ်ကြီးတို့ရောကြည်ကြည်တဲ့ချမ်းသာတွေဆိုတဲ့နောက်ကွယ်မှာသူတို့သမိခင်နဲ့တားပြစ်သူကြကတန်ရောစင်နဲ့နဲ့ရှိုင်းဆိုင်ကိုကြားရတဲ့အခါဘလို့ခံစားရပါသလဲကိုယ့်ရဲ့လေးမဆုံးသားလေးကိုချိန်မအကောင်တယောက်လက်ထဲထည့်လိုက်ရလို့ဝမ်းနေဝမ်းသာဖြစ်ရတဲ့မိခင်တယောက်ရဲ့ခံစားချက်ကိုနားလည်ပေးနိုင်ကြမလား ကမ္ဘာမှာဝီယန်တို့ဆုံးတွဲတွဲဆူတောင်းစကားလေးတွေနဲ့တူမိခင်ရဲ့မြေတားတရားပေါ်မှာအမြင်လေးတွေကိုဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစေဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောက်နေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အာဘီနာဆင်ခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေတွေကနေပြီးတော့ဆူတောင်းမြေတားစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။